အလုံးမင်္ဂလာပါမင်းညာကကစားခဲ့တဲ့ Chelsea အသင်းနဲ့ Everton အသင်းတို့ရဲ့ Premier League ပွဲစဉ်34ပွဲစဉ်မှာတော့ Chelsea က Everton ကိုအိမ်ကွင်းမှာ Nicolas Jackson ရဲ့ပထမပိုင်းမှာရခဲ့တဲ့အတွင်းကိုတကိုးနဲ့1-0ရလက်နဲ့အနိုင်ယူပြီးတော့မှကျွန်တော်တို့အိမ်ကွင်းမှာ ရမပြေယူနိုင်ခဲ့တယ်ဆိုတော့ဒီနှစ်ပွဲမှာတော့ဒါကျွန်တော်တို့ Chelsea အသင်းကပွဲစတဲ့ကဂိမ်းကို totally dominate လုပ်ကစားနိုင်တယ်အဲကျွန်တော် Chelsea ရဲ့ on position မှာပဲဒါကျွန်တော်တို့ထိန်းထားနိုင်ပြီးတော့မှ defender က Everton အသင်းကိုဒါ possession ပေါင်းစုံကနေဖိအားပေးကစားနိုင်ခဲ့တယ်ဆိုတော့ပွဲကြိုတုန်းကပြောခဲ့သလိုပဲ Everton ဟာကျွန်တော်တို့ tight set တက်ပေါ့လေဒီခန်းစစ်ကိုပဲဒီကအသားပေးပြီးတော့မှသူတို့မှာဒါကျွန်တော်တို့ဒါ pressure တော့မရှိတော့ဘူးတန်းစင်းစုံရုံးကမဲ့အခြေအနေလည်းမရှိဘူးဥရောပဝင်ခွင့်အတွက်လည်းမျောလင့်ချက် မရှိတော့တဲ့အခြေအနေဖြစ်ပေမဲ့လို့ Chelsea ကိုကျွန်တော်တို့အကောင်းဆုံး deep block ကစားသွားတယ်ကျွန်တော် has pay တွေမပေးအောင်ပိတ်ဆို့ကစားသွားတယ်အာလိုအပ်ရင်လိုအပ်တယ်လို့ပေါ့လေသူတို့ဒီ high pressing တွေနဲ့ Chelsea ကိုပြန်ပြီးတော့မှဒီ counter attack လုပ်ကစားသွားတာတွေ့ရတယ် Chelsea ကကျွန်တော်တို့ဒါပထမပိုင်းမှာဒီအသင်းရဲ့ပေါ့လေဒီ win position ကစားမနေရောက်ဖြစ်တဲ့ဒီတစ်ဖက်ကပတ်စုံနဲ့တူရောနိုးနေဘူးတွဲကေးရောအလုတ်ဖြစ်ခဲ့ပြီးတော့မှဒီနေ့ပွဲမှာတော့ဒါကျွန်တော်နိုးနေဘူးတွဲကေးကတကယ်ကိုရနိုင်စီရှိတဲ့ expecting chance တွေအများကြီးဖန်တီးနိုင်ခဲ့တယ်တစ်ဖက်ကပတ်စုံနဲ့တူရဲ့ယုံအားကိုလည်းတွဲကေးရတယ်ဒါကြောင့်မလို့ အခြေစီးရဒါကျွန်တော်တောင်းပန်နေအလုတ်ဖြစ်ခဲ့တဲ့အတွက်ဒါအဘန်ဒန်ခန်စစ်ကစားမှဖြစ်တဲ့ဒီ right back ကဘက်ကဘွန်ရောတစ်ဖက်ကဒီ left back ကမိုင်ကိုလီရောဒီကစားသမားတွေနှစ်ယောက်စလုံးတကယ်အလုတ်ရှုပ်ခဲ့ပြီးတော့မှအာကျွန်တော်တို့ဒီဂိုးမပေးရအောင် ဒီ Everton ကပေါ့လေဒါခန်းစစ်ကိုပဲပိတ်ဆို့ကစားသွားတာတွေ့ရတယ် Chelsea တင်းက Everton အသင်းနဲ့ပွဲစဉ်မှာတော့ကစားသမားအပြောင်းလဲတချို့လုတ်ခဲ့ပြီးတော့မှဒါကျွန်တော်တို့ဒါ Queen လဲ position အတွက်တော့ဒါဒဏ်ရာပြန်လဲတက်တာလာတဲ့ Romeo Labia ကို Enzo Fernandez နဲ့တွဲထားတယ် number 10 row နေရာမှာတော့ Kobe Mane နဲ့ထားပြီးတော့မှတောင်းမှတစ်ဖက်စီမှာတော့ဒါ Jadon Sancho ထပ်ပေါ့လေကျွန်တော်တို့ဒါ No Name Rodriguez တစ်ဖက်မှာကျွန်တော်တို့ Patronato နဲ့ထားခဲ့တယ်ဆိုတော့ ဒီနေ့ပွဲမှာ Swiss လောက်သွားတာကဒီ No Name မွတွဲကေးကိုဘယ်တောင်မှထားပြီးတော့မှကျွန်တော်တို့ဒါ Barcelona တို့ကိုညာချမ်းထားခဲ့တယ်။အတိုက်စစ်နေရာမှာတော့ Nicolas Jensen နဲ့ Kansas နေရာမှာတော့ဒါကျွန်တော်တို့ဒီ Max Kukuyela, Lebinsko ဝဲဒါကျွန်တော် Charlovat နဲ့တစ်ဖက်မှာတော့ Cancelo နဲ့ထားခဲ့တယ်။ဆိုတော့ Guzma အဖြစ်ကတော့ကျွန်တော်တို့ဒီ Sanchez နဲ့ပွဲထွက်ခဲ့တယ်။ဆိုတော့ Chelsea ကဒီလိုရရင်လိုရတယ်လို့ပေါ့လေဒါကျွန်တော် on position ရောက်သွားတယ် Chelsea ကစားသမားတွေရဲ့ဒီခြေထဲမှာဘောလုံးရသွားပြီဆိုရင်ဒီကျွန်တော်တို့ Cancelo ကစားသမားနှစ်ယောက်ဖြစ်တဲ့ Max Kukuyela နဲ့ မိုင်းဆက်စကိုင်စီတို့ကကွင်းလက်ထိပေါက်တူပေါက်ဝင်ကစားတယ်အဲကျွန်တော်ကွင်းလက်ကစားမှာဖြစ်တဲ့ဒီအန်ဆိုဖာနန်ဒက်ရဲ့တစ်ဖက်ကဒီရိုမီယိုလာဘီယာရဲ့ကအထက်ကင်းကိုပို့ပြီးတော့မှ thrust လုပ်ပြီးတော့ feet ကစားတာတွေ့ရတယ်ဆိုတော့ချက်စီရဲ့ဒီနေ့ကစားပုံကကစားပုံကောင်းခဲ့တယ် ါပေမဲ့လို့ကျွန်တော်တို့ဒါအရင်ပွဲစဉ်တွေမှာမြင်ခဲ့ရတယ်လို့ပဲ financial ဘိုင်းအားကောင်းတဲ့ striker တယောက်ကလိုအပ်နေသေးပဲလို့ကျွန်တော်တို့ကိုယူဆလို့ရတယ်မြင်လို့ရတယ်အာတချို့ hard chance တွေမှာ goal ရနိုင်ခြင်းရှိပေမဲ့လို့ကျွန်တော်တို့အဆုံးသက်ပိုင်းအားနေခဲ့လို့ goal ဖြစ်မပြောင်းလဲနိုင်ခဲ့ဘူးတစ်ဖက်ကကျွန်တော်တို့ဒါ Everton ကဒီ one position ဒါ two marking ပုံစံမျိုးနဲ့ကစားသမားတယောက်ကို ဒီနှစ်ယောက်လောက်ဝိုင်းပိတ်ပြီးတော့မှ possession space အလွတ်တွေမပေးရအောင်ပိတ်ဆို့ကစားသွားခဲ့တယ်လို့ဒါ Noni Modrake ရဲ့အပိုင်အခွင့်အရေးတွေကိုလည်းဒါကျွန်တော်တို့ Everton ကိုယ်တော်မှဖြစ်တဲ့ Jordan Fafos ကအကောင်းဆုံးကာကွယ်သွားနိုင်တဲ့အတွက် Chelsea ကပထမပိုင်းမှာဒီကိုလည်း Chelsea ရဲ့ဒါကျွန်တော်တို့ဒီ area ထိပ်ကရတဲ့ twin goal တကူးနဲ့ဒါ1-0ရလက်နဲ့ဂျင်းတ်ခဲ့ရတယ်ဒုတိယပိုင်းမှာတော့ဒါကျွန်တော်တို့ မထင်မှတ်ထားပဲနဲ့ဗောလေဒါ85မိနစ်နောက်ပိုင်းမှာတော့ Everton ဟာပို့ပြီးတော့မှ Chelsea ကို thrash လုပ်တယ်ပို့ပြီးတော့မှ attack လုပ်တယ်ပို့ပြီးတော့မှ PRP ကစားနိုင်ခဲ့တယ်လို့တကယ်ကို big chance တွေအများကြီးရခဲ့တဲ့အနေအထားမှာကျွန်တော်ဒီနေ့ပွဲမှာတော့ဒါ Chelsea အသင်းရဲ့ကိုယ်တော်ဖြစ်တဲ့ Sanchez က amazing save လုပ်ပြီးတော့မှ Chelsea အသင်းတို့ပါဗောလေဒါအနိုင်သုံးမရအောင်သူကာကွယ်သွားနိုင်ခဲ့တယ်ဒီနေ့ပွဲမှာတော့ဒါကျွန်တော်ချီချူရမယ့်ကစားသမားအများကြီးရှိခဲ့ပဲဆိုပေမဲ့လို့ဒါကျွန်တော်ကွင်းလက်ကစားသမားဖြစ်တဲ့ဒန်ကပြန်လဲတက်တာလာတယ်ရိုမီယိုလာဘီယာကလည်း vision အကောင်းဆုံး first တွေနဲ့ chelsea team ကိုဒါအကောင်းဆုံးဖန်တီးပေးခဲ့တယ်လို့ဒါဒီခန်းစစ်ကနေပြန်လိုက်လာတယ်ဗောလေဒါ match ကိုကြည့်ရလားတစ်ဖက်မှာကျွန်တော်တို့ဒါ moises kai zero goal မှာဖြစ်တဲ့ sanchez တို့ကတော့ဒါထူးရှည်ခြေစွမ်းပြခဲ့တဲ့ပွဲတစ်ပွဲလိုတောင်ပြောရမယ့်အခြေအနေဖြစ်တယ် chelsea ရဲ့ဒါ goal မှာဒီဗောလေ goal မှာ sanchez ကကျွန်တော်တို့ရှေ့ပွဲတွေမှာတောင်းလျှောက်ဝေဖန်ခဲ့ပြီးမြဲဒီနှစ်ပွဲမှာအကောင်းဆုံးလက်ဆန်းလက်ဆွမ်းပြကာကွယ်နိုင်ခဲ့တယ်ဒါပြင်ကျွန်တော်တို့ဒါ kobama အနေနဲ့ကျွန်တော်တို့ ပွဲစဉ်16ပွဲလောက်နှိပါဗောလေသူအနေနဲ့ကိုပေါပျောက်ဆုံးနေပြီးတော့မှတိုက်စစ်မှုဖြစ်တဲ့ဒီကိုလည်းဂျက်ဆင်ကတော့ဒီလေးလာခွဲအတွင်းမှာဒါသူအနေနဲ့ပထမဆုံးပရီးမီးယားလိတွင်ကိုပြန်ပြီးတော့တွင်ယူနိုင်ခဲ့တယ်ဆိုတော့ပိုဇက်တစ်စတန်နဲ့ဘိုင်းတချို့တွဲခဲ့ရပြီးတော့မှချယ်ဆီကအဲကစားပုံကောင်းခဲ့တယ် ဒါပဲလို့ကျွန်တော်ကိုးရဖို့တော့မိကုံထုတ်ဆရာအခြေအနေတော့ရှိနေသေးပဲဖြစ်တယ်။အာကျွန်တော်တို့ဒါဂျေရန်ဆန်ချိုတို့ကစားလူစားဝင်တဲ့အခြေခံနောက်ကျသွားတဲ့အတွက်ကျွန်တော်ချဲစီကပို့ပြီးတော့ attacking attack ဆိုင်ကျွန်တော်တို့ဒါပြန်ပြီးတော့ဂိုးမပေးအောင်ကာကွယ်ရင်းနဲ့ပဲကျွန်တော်ချဲစီကအင်ခွဲမှာဒီတစ်ဖက်က Everton အသင်းကို1-0ရလနဲ့အနိုင်ရခဲ့တယ်။ဆိုတော့ချဲစီကကျွန်တော်ဒီနေ့ပွဲအနိုင်ရခဲ့တဲ့အတွက်ဒီ Premier League 34ပွဲကစားကျွန်တော်ရမ60နဲ့အဆင့်9နေရာမှာရှိတယ်။ဆိုတော့ CD နဲ့ပွဲရည်တူ CD က60တပတ်ဆိုတော့တမတ်กว่าမင်းကြီးကနေယူကစေက ကလည်းအဆွတ်တောင်းကိုကျွန်တော်တို့ဒီအနိုင်ရခဲ့တဲ့အတွက်ပေါ့လေယူကာဆင်နဲ့လည်းအပွဲစီတူနှစ်မှတ်กว่าအနေထားကြောင့်မလို့ချန်ပီယံလိဝင်ခွင့်ကတော့နောက်ဆုံးပွဲစဉ်တွေအထိကျွန်တော်တို့စိတ်ဝင်စားဖို့ကောင်းစွာနဲ့ရှိနေသေးပဲဖြစ်တယ်ချက်စစ်တင်နေတဲ့ကျွန်တော်တို့ဒါရှစ်ပွဲတွေကရမှတ်တွေဆုံးရှုံးခဲ့တယ်ဆိုပေမဲ့လို့ဒီနေ့ပွဲမှာဒါ ဘတ်တူဘတ်ပရီးမီးယားလိနိုင်ပွဲရှာနိုင်ခဲ့တယ်။ဒါပြင်ကျွန်တော်တို့ဒါနီကိုလက်ဂျက်ဆင်လေးလခွဲကြကိုပေါပျောက်ဆုံးမှုကိုအဆုံးသတ်နိုင်ခဲ့တယ်လို့အာဒါချက်စီတင်းရဲ့ကွင်းလက်ကစားမဖြစ်တဲ့အန်ဆိုဖာနာဒတ်ကဘတ်တူဘတ်ကျွန်တော်တို့ဒါကိုဖန်တီးမှုပြုလုပ်နိုင်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်တဲ့အတွက်ပွဲကကျွန်တော်တို့ကိုရလက်မပြတ်သားပြီးမဲ့လို့ကျွန်တော်လိုချင်တဲ့အနိုင်ရလက်ကိုတော့အင်ကွဲမှာရှာဖွေနိုင်ခဲ့တာလည်းဖြစ်တယ်။ဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။